okay one friday 5114ပပီတုံးတဲ့ချက်အကျွန်တော်နှစ်ပွဲကိုပွဲကြော်စုံတဲ့ချက်လုပ်ထားတော့အဲ့နှစ်ပွဲကိုပဲအဓိကထားပြီးတော့ပြောမယ်မောက်ထိုင်းနဲ့ဆက်ဆန်းမွေထိုင်းပွဲတွေရဲ့အရသာအဓိကအရသာဘာလဲဆိုရင်အဲ့ပွဲကိုသွားကြည့်လိုက်တကယ်ကို warrior နှစ်ယောက်ရဲ့စိတ်တက်ကဘလိုမျိုးလဲဆိုရင်သူတို့နှစ်ယောက်ရဲ့ပွဲကိုသွားကြည့်လိုက်9မိနစ်လုံးစက္ကန့်မပြတ်ယုံနိုင်တယ်ဒါတောင်းတောင်းတက်လို့မျိုးတော့မဟုတ်ဘူးဆက်ဆန်းဆိုရင်အသက်က36ဝန်းကျင်ဖြစ်နေပြီကြားတဲ့နှစ်ဘက်ကိုတန်တဲ့တောင်မှကြော်နေပြီ ဒါပေမဲ့သူ့ထက်ငါးနှစ်ငယ်တဲ့မောင်ထိုင်းကိုတကယ်တမ်း၉မိနစ်အပြည့်ရှင်ဝိုင်းနိုင်တယ်။တကယ်ကိုသူ့တင်ကိုတင်ဝိုက်တာ။ပွဲကအရန် close ဖြစ်လုံးနဲ့ထိကြရတော့မောင်ထိုင်းကတားတယ်ဆိုမဲ့ဆက်ဆန်းရလည်းအရန်ကြီးနေနေရမျိုးမဟုတ်ဘူး။ clean shot ပိုင်းမှာသာမောင်ထိုင်းကပို့ပြီးတော့တားတာ။ပြီးတော့မွေထိုင်း swatch နဲ့မွေထိုင်း throw ပိုင်းမှာသာမောင်ထိုင်းကတားသွားတာ။မတင်မကြလေပဲ။တော်တော်လေးဟိုမှာ close ဖြစ်လုံးနဲ့ကျွန်တော်မှတ်ပေးစရာမှာမောင်ထိုင်းကပရမအချီမှာတားတယ်။ဒါတော့တင်ငင်းလို့မရဘူး။အကောင်းဆုံး အရွယ်နဲ့အကောင်းဆုံးအချိန်မှာရှိနေတဲ့အတွက်ကြောင့်မလို့ပထမအချိန်မှာငယ်ကုံရှိရလူကတားတယ်။ Okay ဒုတိယအချိန်မှာကတော့နည်းနည်းလေး close အရန်ဖြစ်သွားပြီ။ဒါပေမဲ့ဒုတိယအချိန်မှာတော့ကျွန်တော်ကဆက်ဆန်းအောင်ပေးထားတယ်။ဒီချိန်မှာလည်းတိတ်ပြီးတော့ကြွားတာမျိုးတော့မဟုတ်ဘူး။နောက်ဆုံးအချိန်မှာကမောင်ထိုင်းကကျွန်တော်ကြောက်တဲ့ဆက်ဆန်းနဲ့ဒိတ်ကြီးတွေရှင်ရှင်ဆောက်တာ။ဆက်ဆန်းကမာကုံမြင့်တဲ့အတွက်ကြောင့်မလို့ထိတာတယောက်တစ်ချက်ဆိုရင်တော့မောင်ထိုင်းနည်းနည်းလေးပြသွားတဲ့ပိုင်းလေးတွေရှိတယ်။ ပြောက်တက်လုံကတတိယအချီမှာအသက်ငယ်တာတော့မှနည်းနည်းလေးကြာလာတဲ့အရေးရောင်တွေမြင်ရတယ်။သို့တော်ခုနကပြောတဲ့မွေထိုင်း stress မွေထိုင်း throw နဲ့ clean shot ပိုင်းတွေမှာတော့အာသာနေရဲ့အတွက်ကြောင့်မလို့ဒိုင်သုံးစလုံးကအနိုင်ပေးတဲ့အဆုံးဖြတ်နဲ့မောက်တိုင်းနိုင်သွားပါတယ်။ Okay ဒီပွဲကမှန်သွားပြီ။ကောင်းပွဲ။စောက်ရွက်ပွဲတဲ့ပွဲ။ ရူရဆိုရင်ဆန်းကားတက်ကတာတယ်ဗျာဒါအားလုံးသိပြီသားစူအဘလက်ကအကောင်းဆုံးအခြေအနေမှာရှိနေရမျိုးမဟုတ်ဘူးရှုံပွဲလေတောက်လျှောက်ကြုံထားတယ်ဆိုတော့စိတ်သက်ပိုင်းဆိုင်ရာမှာလည်းဆန်းကားတက်နဲ့ရှင်မယ်ဆိုရင်အနေငယ်တော့နေနေမှာပဲသို့တော့ဒီပွဲကိုသူကင်ဆယ်သွားတဲ့ပုံစံကအရင်မိုက်တယ်နိုင်သွားလို့ပြောတာမျိုးမဟုတ်ဘူးဘယ်တော့မှဒဲ့ကြီးရင်မဆိုင်ဘူးဘောင်းစင်ဘက်ဂရောင်းနေလာတဲ့အတွက်ကြောင့်မလို့လက်သီးချင်းကိုတတ်နိုင်တယ်လို့ ရှောင်းနေ risk လုံးဝမယူဘဲနဲ့ခြေကံကြက်တွေနဲ့ပဲစားတယ်ဆိုတော့ခြေကံကြက်ကတော့တယောက်တစ်ချက်ဆိုပေမဲ့မွေထိုင်းဘက်မှာပို့ပြီးတော့တွေ့ကြုံများထားတဲ့ super black ကတချို့ပိုင်းတွေမှာကြတော့တားတယ်အဲ့ဒါကောမှအပြည့်အဝမမှန်ဘူးလို့ပွဲချုပ်မှာပြောခဲ့တဲ့ဒီ spinning bucket တွေ spinning hit တွေကိုဒီမှာနည်းနည်းပြန်ပြီးတော့ modify ပြီးပြန်ပြီးတော့သုံးပြလာနိုင်တယ်ဒီအချက်ကပဲသူ့ကို အနိုင်ဖြစ်သွားစေတာပေါ့နော်ပထမအချီမှာတိတ်မတအောင်ဆိုတာမှာထိုင်းပြည့်တဲ့အတွက်ကြောင့်မလို့စံကားတစ်ကိုပဲအနိုင်ပေးလိမ့်မယ်ဆိုတော့ကျွန်တော်ပထမအချီမှာတော့ကျွန်တော်စံကားတစ်ကိုပေးထားတယ်ဒါပေမဲ့ဒုတိယအချီမှာကျတော့ clean shot ပိုင်းနေမှာဒီ superman punch တွေ superman jab ပေါ့ superman jab တွေပြီးတော့ high kick ကံပြီးတော့ ဘယ်ချက်ထောက်သွားတယ်ဒီတာဝန်ချိုင်းကွန်ဘိုတွေကဘလို့မှစူပါဘလက်ကိုအသာမပေးလို့မရတဲ့အနေအထားမျိုးဖြစ်သွားတယ်ဆိုတော့ပထမတစ်ချီနဲ့ဒုတိယချီတယောက်တွေကိုတစ်ချီစီဖြစ်သွားပြီနောက်ဆုံးအချီမှာကြတော့စူပါဘလက်ကစပင်နေဟီကစ်တစ်ချက်မှာဆက်ကတ်တက်ကိုထိသွားတယ်ဟို ကြမ်းလောက်အောင်ထိသွားတာမျိုးမဟုတ်ပေမဲ့ထိရတဲ့အတွက်ကြောင့်မလို့ Olivia Cox ကအမတ်စင်ရေလိုက်တဲ့အတွက်ကြောင့်မလို့ Super Blood တီချီမှာကျိတ်တေးတာဝါပြီဒါရင်ဘယ်လားဆိုတော့မဟုတ်ဘူးဆန်ခါတစ်ကပို့ပြီးတော့ရှုံမဲမဲပြီးလိုက်တဲ့အခါမှာနောက်တစ်ချက်ထပ်ထိတယ်ဆိုတော့နှစ်ခါတော့မှအမတ်စင်ရေလိုက်ရတဲ့အခါမှာကြတော့ဒုတိယချီမှာ Super Blood တာထားတာနဲ့အကုန်ပြန်ပေါက်လိုက်မယ်ဆိုရင်အမတ်ရဆိုရင်ငားမဲ့ဝင်းချက်တီတာနေပြီဆန်ခါတစ်ဘလို့မှမနိုင်နိုင်တော့ဘူးဆိုတော့အမတ်ဆုံးဖြတ်မှာ ဆိုဝဘလက်ကြက်တဲ့နဲ့နိုင်သွားပါတယ်ဆိုတော့ဒီပွဲကတော့ကျွန်တော်ခံမှန်းတာလောကတက်တက်စင်လွဲတဲ့ပွဲလို့ပြောလို့ရပါတယ်ဆိုဝဘလက်ကိုအထင်သေးတာမျိုးတော့မဟုတ်ဘူးဗျာအကုန်လုံးခြုံမိကြည့်လိုက်မယ်ဆိုရင်ဆန်ကားသေးဘက်ကနေတာနေရချက်တွေအများကြီးကြောင်းမို့လို့ပါအာလက်ကီးကစ်နဲ့တော့ဆိုဝဘလက်တွေနိုင်နိုင်ချေရှိရဆိုပြီးကျွန်တော်ကပြောခဲ့တယ်ဒါပေမဲ့စကားကိုပြန်ပြန်ပြောလိုက်တော့မယ်လက်ကီးကစ်မဟုတ်တော့ဘူးအဲ့လက်ကီး kit ကနေပြီးတော့အချိန်ပေါင်းများစွာသူလေ့ကျင့်ပြီးတော့တကယ်တမ်းထိမိအောင်တုံးချနိုင်တဲ့ kit တစ်ခုအနေနဲ့တော့ပြောင်းလဲနေနိုင်ပါပြီပြီးတော့ game plan စကားသက်လို့လူမျိုးကိုသူဘယ်လိုပတ်ပြီးဆော့ရမလဲဆိုတဲ့ပိုင်းတွေသိတယ်ဘယ်လိုမျိုးစိတ်ကိုစွပေးရမလဲဆိုတာတွေသိတယ်လော်တက်တဲ့အကျင့်ရှိတဲ့လူကိုဘယ်လိုမျိုးမထိတထိစွရမလဲဆိုတာလေသူသိရတကြမလို့ဒီဘက်မှာတော့အမှန်ဆုံးဖြတ်ပါတော့ unanimous decision နဲ့ကျတဲ့နဲ့ဆိုအပ်လက်ကနိုင်သွားပါတယ်ဒီမှာတစ်ခုပြောချင်တာကလေးတိုက်လို့ရတယ်တိုက်ဒါမဲ့မိုင်ရိုင်းလို့မရဘူးမှန်ခဲ့တဲ့ပွဲတွေအများကြီးကိုလည်း မြင်တတ်ဖို့လိုတယ်။ Okay ကျွန်တော်ညောတာပါ channel MSN ပါတတ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူး။အဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ။ promo code MSN Wage ကိုသုံးပါ